အလိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Aspirant Skin တကောင်ဘယ်လိုမျိုးဈေးသက်သာဆုံးနဲ့ဂုံးစီရမယ်ဆိုတဲ့နည်းလမ်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ဂုံးစင်းကျင်တဲ့သူတွေအနေနဲ့ကတော့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့သိချာနားလည်အောင်ကြည့်ပေးဖို့အတွက်ကိုပြောချင်ပါတယ်။အဲကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားကြဖို့အတွက်ကိုတောင်းဆိုချင်ပါတယ်။ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်။ဗီဒီယိုလေးမစခင်မှာပြောချင်တာကတော့ကျွန်တော်ဒီ event ရဲ့ free token phase 1 phase 2လာမယ့်ရက်ကိုသိချာမသိတဲ့အတွက် တော့တည်တဲ့ရက်ကိုပဲထည့်ထားတယ်အဲ့တော့ bro အနေနဲ့ကျွန်တော်ရဲ့ရက်ဒီမှားသွားခဲ့တယ်ဆိုရင်လည်း bro တောင်းပန်ပါတယ်ကြိုပြီးတော့တောင်းပန်ထားခြင်းပါတယ်ကဲဒါဆိုရင်တော့ဇာတ်လေးကိုစပြီးတော့ကြည့်လိုက်ကြရအောင်ကဲအဲ့တော့ကျွန်တော်ရဲ့ဇာတ်လေးကိုစပြီးတော့ရှင်းပြရမယ်ဆိုရင်တော့ဒီ event ဇွန်လ16ရက်နေ့စပြီးတော့လာမယ်အဲ့တော့ဇွန်လ16ရက်နေ့ရတယ်ပြီးတော့ဇွန်လ21ရက်နေ့ကိုတော့ pro အနေနဲ့ဘာမှမလုပ်ဘဲနဲ့ထားလိုက်မယ်ဒီတိုင်းထားလိုက်မယ် ဇွန်လ22ရက်နေ့ free token phase 1လာတဲ့ရက်မှာတော့ pro အနေနဲ့ weekly bet 4ဘတ်ထည့်ရမှာပဲဖြစ်ပါတယ်။ဒီနေရာမှာတစ်ခုတတိထားမှာတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ free token ဇွန်လ22ရက်နေ့မှာလာမယ်လို့တော့ကျွန်တော်ကတော့သိကြတယ်။ဒါပေမဲ့တချို့သူတွေကတော့ဇွန်လ28ရက်နေ့မှာလာမယ်လို့ပြောနေကြတယ်။အဲ့တော့ pro အနေနဲ့ဒီ weekly bet 4ဘတ်က free token phase 1လာတဲ့နေ့မှာထည့်ရမှာဖြစ်တဲ့အော်တော့ပေချာလေးတတိထားဖို့တော့ပြောချင်ပါတယ်။ကျွန်တော်ရက်ကလည်းမှိုင်းမှားနိုင်ပါတယ်။အဲ့တော့ ကျွန်တော်လည်းဒီမှားသွားတဲ့ခါကျရင်တောင်းမှာပါတယ်အဲ့တော့ဆက်ပြီးတော့ရှင်းပြပေးပါမယ် weekly bet 4ဘက်ထည့်ပြီးွားရင် bro နေ free token တွေကိုမယူနဲ့အောင်အဲ့မှာ one draw ကို105 diamond နဲ့လှည့်လိုက်မယ်အဲ့ဒါဆိုရင် bro နေအဲဘရိုမှာကြံမဲ့ diamond က235လုံးကြံမယ်အဲဇွန်လ23ရက်နေ့မှာလည်းအဲ့လိုပဲ one draw လှည့်လိုက်မယ်အဲပြီးွားရင် free token တကယ်ရမယ်အဲ့တော့စုစုပေါင်း total draw က3 draw ဖြစ်သွားမယ် အဲဘရိုမှာကျမ်းမဲ့ဒိုင်မွန်ကတော့150ဒိုင်မွန်ကျမ်းမယ်အဲ့လိုပဲဇွန်လ24ရက်နေ့ရောက်ရင်တော့ Wanderer လှည့်လိုက်မယ်အဲအဲ့ဒါပြီးသွားရင်တော့ဘရိုနည်း free token 16ကလုံးယူရရပါပြီအဲ့ဒါဆိုရင်တော့ total draw က draw 20အထိရရှိသွားမှာပဲဖြစ်ပါတယ်ဘရိုမှာ legend ဒိုင်မွန်ကတော့65လုံးပဲကျမ်းမှာပဲဖြစ်ပါတယ်အဲအဲ့ဒါပြီးွားရင်တော့ဇွန်လ25ရက်နေ့ရပြီးတော့ဇူလိုင်လ6ရက်နေ့ထိကိုဘရိုနေနဲ့ဘာမှမလုပ်ဘဲနဲ့ဒိုင်မွန်တွေပဲနေ့စဉ်ဝင်ယူသွားရုံပါပဲ အဲမှာဇွန်လိုင်လာ6ရက်နေ့ရောက်ရင်တော့ bro အနေနဲ့ diamond က305လုံးရှိရမှာပဲဖြစ်ပါတယ်အဲ့တော့ဇူလိုင်လ9ရက်နေ့မှာတော့ bro အနေနဲ့ free token phase 2လာတဲ့အတွက်အဲ weekly ban နှစ်ပတ်နဲ့အဲ diamond 50ထည့်ရမှာပဲဖြစ်ပါတယ်အဲ့ဒါပြီးသွားရင်တော့1ဒေါ်လှည့်တိုင်းပဲအဲမှာလည်း free token တွေကိုမယူပါနဲ့အောင်အဲယူခြင်းလည်းရပါတယ် bro အနေနဲ့ android တစ်ခါလေးလှည့်ခြင်းလည်းဆိုရင်တော့ free token တွေကိုမယူနဲ့ အဲဒါတော့မဲ့ဘူးဘရိုအနေနဲ့တကြိမ်ချင်းစီလက်လည်းဖြစ်တယ်ဆိုရင် တော့ဘရိုအနေနဲ့အဲ့အရာတွေကိုယူလို့ရပါတယ်အဲဒန်ရောလက်ဂျင်နဲ့ဆိုရင်တော့အကောင်လုံးပြီးသွားမှာပဲအကောင်လုံးပေါင်းယူလာတော့ပို့ပြီးတော့ကောင်းပါတယ်အဲဆိုရင်တော့ဒဂန်တော့လက်ပြီးသွားရင် total ဒရော့90ကြိမ်ဖြစ်သွားမယ်ဘရိုမှာကျမ်းမဲ့ဒိုင်မွန်က330ကျမ်းမဲ့အဲဇူလိုင်လ10ရက်နေ့ရောက်ရင်ဘရိုအနေနဲ့အဲ့လိုပဲ အဲဝန်ဒရထက်လဲ့မယ်တိုတယ်ဒရာ22ကျင်းဖြစ်မယ်ဒရိုမှာလက်ကျန်တိုင်းမောင်က345လုံးကျင်းမယ်အဲ့လိုပဲဇော်လိုက်လာ9ရက်နေကိုလည်းဝန်ဒရထက်လဲ့မယ်အဲ့ဒါပြီးသွားရင်တော့ဘရိုအနေနဲ့ free token တွေအကုန်လုံးယူလို့ရပါပြီစကြောက်ကလုံးယူလို့ရပြီအဲ့တော့တိုတယ်ဒရာက39ကျင်းဖြစ်သွားမယ်ဘရိုမှာလက်ကျန်တိုင်းမောင်က260ဒါမွန်ကျန်ရှိမှာပဲဖြစ်ပါတယ်အဲ့ဒါပြီးသွားရင်ဇူလိုင်လ10ရက်နေ့မှာ1ဒေါ်ထက်လဲ့မယ်အဲ့ဒါဆိုရင်တော့ဘရိုအနေနဲ့ total draw ချိန်40 ဘင်းဟို၄ခုထိရရှိပြီပဲဖြစ်ပါတယ်။အဲလက်ကျန်တိုင်းမောကတော့185တိုင်းမောပဲဖြစ်ပါတယ်။အဲ့ဒါအောင်မှာ bro ကမရသေးဘူး။စကင်တစ်ကောင်လိုချင်တယ်။50ဒေါ်လာထိသွားမယ်ဆိုရင်တော့ဇူလိုင်လ17ရက်နေ့မှာအဲ188တိုင်းမောထည့်လိုက်ပါ။ပြီးွားရင်တော့ Dendro တစ်ခါလေးလှည့်ဖို့အတွက်တိုင်းမောလုံလောက်သွားပါလိမ့်မယ်။ အဲ့ဒါဆိုရင်တစ်ခါလေးလှည့်လိုက်ပါအဲ့ဒါဆိုရင်တော့ total draw 50 bingo 5ကြိမ်အထိရရှိသွားမှာပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့ AC လေး Asran skin တကောင်ရရှိမယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်။အဲဒါမဲ့ဒီမှာတခုတတိထားမှာတော့ bro အနေနဲ့ diamond မလိုက်နိုင်ဘူးဆိုရင်တော့ Asran skin အထိမမှန်းမဲနဲ့အဲ့ဒီမှာပါတဲ့ collector တွေ lucky pouch တွေ epic တွေ special တွေဒီ skin တွေတော့ပဲခေါင်းမယ်ဆိုရင်တော့ bro အနေနဲ့ free token phase 1 phase 2ကိုပဲထည့်ပြီးတော့ပဲ း free token လေးတွေနေပဲလှည့်သွားတာအတော့ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒါကတော့ကျွန်တော်အကြံပေးတာပါ bro နေနဲ့ diamond မလိုက်နိုင်ဘူးဆိုရင်တော့ experience skin မမှန်းတာအတော့ပို့ပြီးတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီ event ဘင်ဟို event ဖြစ်တဲ့တော့ bro နေနဲ့ diamond လိုက်နိုင်မှာပို့ပြီးတော့သိချနိုင်မှာပါအဲ့တော့မလိုက်နိုင်ဘူးဆိုရင်တော့ free skin လေးတွေအဲ e light တွေ special တွေ lucky pouch တွေ epic တွေ collar တွေတော့ပဲ bro နေနဲ့ cancel mode တော့ပြောချင်ပါတယ် ကဲဒါဆိုရင်တော့စုစုပေါင်းကုန်ကြငွေတွေကိုကျွန်တော်တွက်ပြပါမယ်အဲအချိန်40အတွက်စုစုပေါင်းကုန်ကြငွေကတော့4800ပဲဖြစ်ပါတယ်အဲဒါမှမဟုတ် bro နေနဲ့အချိန်40နဲ့မပေါဘူးအချိန်50ဒီသွားမယ်ဆိုရင်တော့စုစုပေါင်းကုန်ကြငွေက9800အထိဖြစ်သွားနိုင်ပါတယ်အဲ့တော့9000တော့ကွာသွားမှာပဲဖြစ်ပါတယ်အမ် bro နေနဲ့မလိုက်တာတော့ပို့ပြီးတော့ကောင်းပါတယ် ါမှမဟုတ် grow ကလိုချင်တယ်ဆိုရင်တော့ကျွန်တော်ပြတဲ့အတိုင်းပဲလိုက်လိုက်ပါဒီမှာတွက်ပြထားတဲ့ကုန်ချငွေတွေကတော့ကျွန်တော်အစီမှာရောင်းတဲ့ diamond ဈေးတိုင်းတွက်ပြထားတာပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့ diamond ဝယ်ယူချင်တယ်ဆိုရင်တော့ကျွန်တော်အစီမှာလည်းလာရောက်ဝယ်ယူနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုဒီရီဗျူအတဆင်ပြောချင်ပါတယ်ကဲဒါဆိုရင်တော့ astran skin တစ်ခေါင်းကိုဈေးသက်သာဆုံးနဲ့ဂုံဆင်းနဲ့နီးလန်းလေးကို bro အနေနဲ့သီးတော့ပြီးတော့ထင်ပါတယ် ျွန်တော်ဒီနေ့ပြောပြပေးသွားတဲ့ဟာတွေမှာအမာယွင်းမြန်ပါသွားခဲ့ရင်လည်းကျွန်တော်ဒီရည်ပြီးတောင်းပန်ချင်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီနေ့တော့ဒီလောက်ပါပဲ။ဆုံးတိကြည့်ပေးတဲ့ကြောင့်ချင်းစီအရကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာဆက်လက်ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။